တရုတ်နိုင်ငံမှာကန္နာယစူးပင်ရဲ့ဘန်းတွေကိုခူးပြီးစားလေရှိကြပါတယ်။ကြားရတာထူးဆန်းနေနိုင်ပေမဲ့ကျမ်းမာရေးရှူတောင်းရကန္နာယစူးပင်တွေကအသုံးဝင်လျက်ရှိပါတယ်။အခုမြင်တွေ့နေရတဲ့မျိုးစိတ်ကတော့စူးတွေအများကြီးပါပြီးတော့ပန်းဖြူအောင်ပွင့်ပါတယ်။ဘန်းရွယ်စားကတမန်မြင်တွေ့ဘူးနေကြဘန်းတွေလိုမသေးဘဲနဲ့နည်းနည်းပိုကြီးပါတယ်။ကန္နာယစူးပင်တွေကအမျိုးအစားအများကြီးရှိကြတယ်လို့ဘန်းတွေလည်းအယောင်ကွဲစွာပွင့်လာတတ်ပါတယ်။ကန္နာယစူးပင်တွေကမိုးရွာနယ်ရဲ့ဒေသတွေမှာအသက်ရှင်နေပေမဲ့ ပန်းနေရာတော့အရန်တောက်ပပြီးလပကြပါရယ်ပန်းရောင်တွေကလည်းအနီရောင်ပန်းရောင်အဝါရောင်လိမ္မော်ရောင်နဲ့အဖြူရောင်တွေအသီးသီးရှိကြပါရယ်စိတ်ဝင်စားစရာကောင်းတဲ့နောက်ထပ်အချက်တစ်ခုကတော့ကန္တရစူးပင်နေရာပန်းပွင့်ချိန်အရန်တိုးထောင်းပါရယ်တခါတလေတနေ့တည်းမှပဲပွင့်ပြီးတော့ပြန်ကုန်သွားတတ်ပါရယ်မိုးရွာနေတဲ့ဒေသကကက်တစ်ပန်းတချို့ကတော့ညအချိန်မှပဲပွင့်တတ်ပါရယ်ကန္တရစူးပန်းနေရာအရေးပြောင်းလို့ညံ့စေတဲ့ antioxidant တွေ၊ omega ရှိရုံမှုကိုနောက်နေစေတဲ့ဓာတ်တွေပါဝင်ပါတယ် အထူးသဖြင့်အရေးပြောင်းအေးမြစေပြီးတော့ခြောက်သွင်းမှုလည်းကာကွယ်ပေးတတ်ပါတယ်ဒီပန်းနေရာတဘာဝတိုင်းရေတန့်ထိမ့်သိမ့်မှုကောင်းမွန်တဲ့အပင်မျိုးဖြစ်လို့ရေတက်ဖြစ်ပစ္စည်းဖြစ်လည်းအသုံးများကြပါတယ်အရေးပြောင်းကိုထိရောက်စွာစိုးပြေနူးညံ့စေပါတယ်နာကျင်မှုနဲ့ရောင်ရမ်းမှုကိုရှင်းချဖို့အတွက်လည်းထပ်မံအသုံးပြုနိုင်ပါသေးတယ် Cadus flower အစီအနှစ်တွေကိုတခါလီမှာနာကျင်မှုအရေပြောင်းရောင်ရမ်းမှုတို့တက်တာစီဖို့အတွက်သုံးနှက်ကြပါတယ် အထူးသဖြင့်နေလောင်ပြီးတဲ့နောက်မှာအသားရည်ကိုသက်သာစေပါတယ်။အနောက်တိုင်းဆေးပညာမှာတော့ Cactus Flower ကိုအစာချေကောင်းစေဖို့အတွက်သုံးခဲ့ဘူးရဲဆိုပြီးတော့မှတ်တမ်းတွေလည်းရှိခဲ့ဘူးပါတယ်။